အလုံးမင်္ဂလာပါကုခန်းအစ်စတဖုတ်ဘောရှိုးကနေကြိုဆိုပါရစေဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့တင်းနဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်မန်စီးတီးနဲ့ပတ်သက်တဲ့မင်္ဂလာတင်းလေးကြီးများတယ်ပေါ့နော်မန်စီးတီးတင်းရလဲကစားသမားခေါ်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေပြီးတော့ဒီချိန်မှာကစားသမား၂ယောက်ကိုတရားဝင်ခေါ်ယူပြီးသွားပြီဖြစ်ပါတယ်ပထမ တယောက်ကတော့ Wolverhampton အသင်းရဲ့ဘေနောက်ခံကစားသမား Itnori ဖြစ်ပြီးနောက်ထပ်ကစားသမားကတော့ Chelsea အသင်းရဲ့ကိုယ်သမား Badinelli ဖြစ်ပါတယ်အဲ့တော့ Itnori နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကိုပဲကျွန်တော်တို့ အရင်စပြီးတော့ဆွေးနွေးလိုက်အောင် Manchester City ဒီကစားသမား3ယောက်နဲ့ပတ်သက်ပြီးတော့သတင်းထွက်တယ် Ryan Sharkey နော် AC Milan အသင်းရဲ့ကိုယ်နဲ့ကစားသမား Reinders နဲ့အခုနောက်ဆုံးမှ Ignori နဲ့သတင်းထွက်လာတာသို့တော့တရားဝင်ခေါ်ယူမှုပထမဆုံးပြုလုပ်ခဲ့တဲ့သူဟာ Ignori ဖြစ်ပါတယ်ပေးရတဲ့ပြောင်းရွှေ့ခြေကတော်တော်လေးတက်တာတယ်ဗျ Euro 38တန်း plus add-ons ဘာညာဆိုတော့ဘာမှမရှိဘူး Ignori လိုမျိုးအသက်ရွယ်အကောင်းဆုံးအချိန်ရောက်နေခြေလွှမ်းအကောင်းဆုံးအချိန်ရောက်နေတဲ့ ကစားသမားတစ်ယောက်ကိုဒီလောက်အမောင့်ပမာဏနဲ့ရတာတော်တော်သက်သာတယ်လို့တော့ကျွန်တော်ထင်တယ်။မန်စီးတီးဖြစ်လို့ကြောက်ရွံ့ကြီးအများကြီးတောင်းမယ်ဂျင်းထည့်မယ်ဆိုရက်ခစ်ကပြီးသွားခဲ့ပြီလို့ကျွန်တော်ထင်တယ်။အဲ့တော့မန်စီးတီးဒီ left back တနေရာမှာ ignore လို့ပလေယာမျိုးကိုမဖြစ်မနေလိုအပ်တယ်။ရှစ်တက်နောက်စဉ်မှန်ပေမဲ့ ignore ရတခြားတော့နည်းနည်း explosive ဖြစ်တဲ့ side back ကစားသမားနဲ့နည်းနည်းကွာတာ။သူ vision ကိုပို့ပြီးတော့အားပြူတယ်ဗျ။လူကောင်က နည်းနည်းကြီးတယ်အရက်ရှည်တယ်သို့တော့နီးစနစ်ပိုင်းကျင်ညက်တဲ့အတွက်ကြောင့်အထဲတဲကိုဝင်ပြီးတော့ဘောလုံးဖြန့်ဆိုရင်လေပက်ပြက်အလိုအကျဖြန့်ပေးနိုင်လိမ့်မယ်တချို့ explosive ဖြစ်တဲ့ cyber ကစားသမားကြီးကြတော့ shit တဲ့နောက်ဆင်းတော့ပဲပို့ပြီးတော့သူကဟို gap ပြစ်အောင်ပေါ့နော်မှန်မှန်ကစားပေးတယ်နှစ်မျိုးလုံးကတော့နီးပြစိတ်ကြိုက်ပုံမှာမူတည်တချို့ကြတော့နည်းနည်း explosive ဖြစ်တဲ့ကစားသမားတွေကိုပို့ကြိုက်တယ် ignoria ကြတော့ ac ပဲကစားတယ်ညံသုံးပြီးကစားတယ်အဲ့တို့ကြောင့် pep လိုချင်တဲ့ပုံတံမျိုးနဲ့ဆိုရင်လုံးဝကိုက်ညီနေတယ်လို့တော့ကျွန်တော်ယူဆပါတယ်အဲ့တော့တိတ်မကြခင်အချိန်တွင်းမှာတဲ့ Rinders နဲ့ Ryan Sharkey ကိုလည်း Man City တင်းကခေါ်ဖို့ရှိနေတယ်လို့ဒါ Romano ရဲ့ဖော်ပြချက်ထဲမှာကျွန်တော်သိရပါတယ် နောက်ဘက်ဒီနယ်လီဘက်ဒီနယ်လီကတော့ပွင့်လင်းပြောရင်ဒုတိယဂိုးသမားအနေနဲ့တော့သုံးမှာမဟုတ်ဘူးလေးချင်အကွင်းမှာဒီတိုင်းလေးချင်မှုအတွက်ခေါ်တဲ့ဂိုးသမားပုံစံမျိုးပေါ့ဗျာချဲစီကလည်းဘက်ဒီနယ်လီကိုဒီတိုင်းပဲသုံးခဲ့တာဘက်ဒီနယ်လီကိုဘနက်ပွဲထည့်သုံးလို့လေသို့တော့အဲ့လိုလေးချင်အကွင်းမှာအတွေ့အကြုံတွေမျှဝေပေးမယ်ကစားသမားရဲ့နဲ့အတူလေးချင်မယ်ဆိုတော့ပုံတံတန်မျိုးခေါ်တဲ့စတိုင်မျိုးပါ ဒါအသင်းတွေတော်များခေါ်လိခေါ်တာရှိတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်ဘက်တီနယ်လီခေါ်တာကတော့အသင်းမှာသုံးဖို့တဲ့ဆိုင်ရင်ကျွန်တော်ခုနကပြောတယ်အကြောင်းရင်းအချက်အလက်တွေကြောင့်ပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းဒီ Times ကဖော်ပြထားတဲ့နေရာမှာ Ryan Sharkey နဲ့ Man City အသင်းတို့ကသဘောတူညီမှုရသွားပါပြီ။ Lyon ကိုပြောင်းရွှေ့ကြီးပေါင်34သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ စီနုံလေးတွေကရမ်းမကွာဘူး။ရှာကီလည်းပေါင်34တန်းဟာဟိုတန်တယ်လို့တော့မဟုတ်ဘူးဗျာ။အရင်မများဘူး။တင့်နေဖဲဖြစ်တယ်။ရိုင်ယန်ရှာကီအနေနဲ့ ဘယ်တော့ဘယ်ပုံမှန်စီးတီးမှာအတုံးတော့ခံရမယ်ဆိုတာလက်ရှိအချိန်ထိကျွန်တော်တိတိပပတော့မသိရသေးဘူး။ရှာကီသည်ဝင်းနေရနေထွက်ဆော့နိုင်တဲ့ကစားသမားတစ်ယောက်ဆိုတာကျွန်တော်ညီကိုရီအားလုံးနဲ့တီးပီးသားဖြစ်မှာပါ။မစီးတီးရဲ့ဝင်းနေမှာတကယ်ကောင်းမွန်လွန်းလာတဲ့ကစားသမားတွေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အလေတည်းလဲဝင်ကောင်းဝင်ရနိုင်တယ်။ဒါမှမဟုတ်အရင်ကစားသမားအဖြစ်လဲတုံးကောင်းတုံးနိုင်တယ်။ရှာကီအနေနဲ့အသက်အရွယ်ငယ်သေးတဲ့အတွက်ကြောင့်သူ့ရဲ့ mentality ဘိုင်းလေးကိုသာတေချာပြင်နိုင်မယ်ဆိုရင်ပပ်ပြရဲ့လက်အောက်မှာတခုခုဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်ထင်တယ်။နောက်ဆုံးတစ်ယောက်တော့ Rhinas ပေါ့။ Rhinas ကတော့မစီးတီးကိုရောက်ဖို့ တေချာသွားပါပြီသူရဲ့ပြောင်းရွှေ့ခြင်းအမောင့်ပမာဏကိုပဲတစ်ချက်ကြည့်ရမယ်လက်တလောအခြေအနေမှာထွက်နေတာကတော့ယူရိုတန်90နီးပါးလောက်ရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်အမြင်ကအနေငယ်များတယ်လို့ထင်တယ်ရှေ့ကကစားသမား2ယောက်ကတော့ fair ဖြစ်တယ် ignore ဆိုရင်တက်တောင်းတက်တာပါလိမ့်မယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အရေးကြီးသတင်းဘယ်အသင်းတွေအရေးကြီးတာလဲဆိုတော့ Manchester United အတွက်အရေးကြီးတယ်လို့တခြားသော club တင်းတွေအတွက်လည်းအရေးကြီးတဲ့သတင်းပါ video yogesh ရဲ့တဲ့ရင်ဖြစ်နေတဲ့အတွက်ကြောင့်ပါခင်ဗျာအဲ့တော့ယောဂီ HD အသင်းတိုင်းလူလူရဲ့ပြိတ္တတ်တွေလိုချင်တဲ့ကစားသမားတယောက်ဒီအသင်းတွေရဲ့ တာဝန်ရှိတဲ့သူတွေကဒီကစားသမားကိုကြိုက်တာမကြိုက်တာဒါကျွန်တော်တို့မသိဘူးကျွန်တော် comment တွေလိုက်ကြည့်တယ်အားအပြိသက်တွေ Shashko တဲ့ Yogesh ကိုကြိုက်ကြတယ်နော် Chelsea ပြိသက်တွေ Lian Dilap ခေါ်ပြီးတာတော့မှ Yogesh ကိုလိုချင်ကြတော့ Now Liverpool ကတော့ဖယ်လိုက်ပါတော့သူတို့ Florian Wiss နဲ့အဆင်ပြေတယ်ဗျာ Man City ကလည်းအားလင်းဟာလည်းရှိပြီးသား တော့ United ပြည်သက်တွေ Matthias Cunha အန်ဘူမိုခေါ်ပြီးရအောင်မှာ Vidal Jorges ကိုလိုချင်တော့အဲ့တော့ Jorges က fan base တောင်းတဲ့အသင်းတော်တော်များများလိုလားတောင်းတတဲ့ player မျိုးဖြစ်နေတယ်။အဲ့တော့အခု Jorges အပြောင်းအရွှေ့ငြိမ်နေတယ်ဆိုတာအလကားငြိမ်နေတာမဟုတ်ပါဘူး။ Portugal ဘက်ကသတင်းတပုတ်တက်လာပါတယ်။ Record ဆိုတဲ့သတင်းထဏပါ။အဲ့တော့ Portugal သတင်းရင်းမြစ်တီ Vidal Jorges အခြေစိုက်နေတဲ့ဒါ ပေါ်တူဂယ်ရဲ့အခြေစိုက်သတင်းမျိုးဖြစ်တဲ့အတွက်ကြောင့်ယုံရတယ်ဗျ။ခါလီကျရဲ့နာမည်ကြီးသတင်းဌာနထက် local သတင်းဌာနရဲ့ဖော်ပြချက်တွေဒီတကယ်ရှေ့ပြေးနေနေဖြစ်သွားတာတွေရှိတယ်။ဆိုတော့ video game က Sporting Lisbon နဲ့ပြဿနာအနေငယ်ဖြစ်နေပြီ။ Lisbon ကလည်းညစ်တယ်သူတို့ဒီ gentleman agreement ယူပြီးသားမင်းကိုယာတီကုန်တဲ့အခါကြရင်ပေါင်တန်း60 plus အပူ program တွေ bla bla 10တန်းပေါ့နော်အားလုံးပေါင်း euro 10တန်း ဝင်းကျင်ပတ်ချလဲလောက်နဲ့ငါတို့ထွက်ခွာခွင့်ပေးမယ် gentleman agreement အကုန်ယူပြီးသား Vida Yogesh ကလည်းဒါကိုလက်ခံပြီးတော့ဒီဘောလုံးရသည်တရားဒီလုံးမှာခြေသွမ်းပြသခဲ့တယ်ဥရောပမှာဂိုးအများဆုံးတွင်းခဲ့တယ်ဗျာဂိုးတွင်းမြင်တာမဖြစ်တာဆိုတော့တကယ်တမ်းတိတိကျကျတိုင်း club team တွေကန်းလန်းလာတဲ့အချိန်မှာဒီ Sporting Lisbon အသင်းရဲ့ president နဲ့အရင်တော့ sporting director ဖြစ်ခဲ့ဘူးတဲ့ viana တို့ကလေတံလေးတွေအချိုးလေးတွေเนาะပြောင်းလာတယ်။ Vida Yogesh ကို Euro 80လောက်ရမှရောင်းမယ်ဆိုတော့ ပုံစံမျိုးဖြစ်လာတယ်အဲ့တော့ကျွန်တော်တွေငကိုတော့တည်ထားရတဲ့ကယူရိုတန်း60 plus เนาะ10တန်းအခုယူရိုတန်း80ဆိုတော့ကွာဟာချက်လေးတွေဖြစ်လာတယ်ဗီဒီယိုဂီချ်ကဒီလိုမျိုးဂတိမတည်တဲ့လောက်ရက်ကိုအတော်လေးစိတ်ဆိုးဒေါသထွက်နေရလို့လည်းတည်ထားပါတယ် ီဒီယိုဂေ့ချ်ကိုတိုင်းဒီအသင်းပြောင်းကျင်တဲ့အတွက်ကြောင့်ယာတီမတိုင်ခင်ကတည်းကကလပ်တင်းတာဝန်ရှိတဲ့သူတွေနဲ့တေးချဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ပြီးသားအဲ့တော့ယောဂေ့ချ်ရဲ့တန်ကြီးကလည်းမှန်ပါတယ်လက်ရှိအချိန်မှာခေါ်မယ်ဆိုရင်ယူရိုမဟုတ်ပေါင်တန်80လောက်တန်တဲ့ကစားသမားအီဆက်ကိုဗျာ120တို့150တို့ဒါပေါင်နော်ခေါ်နေတဲ့အချိန်မှာယောဂေ့ချ်ကဟို ယူရိုတန်60လောက်ကပစ္စလက်ခတ်တန်နဲ့မျက်စိမိတ်ပြီးခေါ်လို့ရတယ်အဲကျွန်တော်တခုနဲ့တခုဆက်ဆက်စဉ်းစားကြည့်မယ်ဆိုရင် လက်ရှိအချိန်မှာကလပ်တင်းနေလက်ရှောင်နေတာမဟုတ်ယော့ကက်စ်နဲ့ပတ်သက်ပြီးဘာကြောင့်နှေးနေလဲဆိုတော့ဒီပြောင်းရွှေ့ခြင်းအမောင်းပမာဏကြောင့်နဂိုဂရဲကယော့ကက်စ်နဲ့ Sporting Lisbon တာဝန်ရှိတဲ့သူတွေဘလောက်နဲ့ထွက်ခွာခွင့်ပေးမယ်ဆိုတာ agreement မလုပ်ထားရင်ကလပ်တင်းနေအပြိုင်ဆိုင်ခေါ်နေယော့ငါတန်း60တန်း80တန်း80ပဲ Lisbon ကပျော်ပျော်ကြီးဖြစ်နေတိုးတော့အခုအချိန်မှာကြတော့ယော့ကက်စ်တီထင်ထားတာတပ်ပို့ပြီးတတ်တာနိုင်ခြေရှိတဲ့အတွက်ကြောင့်ဈေးကို တစ်ချက်လေးလာဆောင်ကြီးအ깨ခတ်နေတဲ့သဘောမျိုးဖြစ်ပါတယ်အဲ့တော့တေချာရာယောဂေရှ်ကလစ်စဘွန်ကနေထွက်ကိုထွက်မယ်ဒေါသထွက်နေတဲ့အတွက်ကြောင့်ဒီအချိန်မှာပြဿနာတွေကကောင်းသွားဖို့မရှိဘူးပိုပြီးအချိန်ကြီးဆိုးသွားဖို့ပဲရှိတယ်စပိုတင်လစ်စဘွန်တောင်းဝင်ရှိတဲ့သူတွေအနေနဲ့ဂတိကဝတ်တည်ပြီးတော့ယောဂေရှ်ကိုငကိုတုံးကသတ်မှတ်ထားတဲ့ယူရိုတန်း60 plus 10တန်းလောက်နဲ့ထွက်ခွာခွင့်ပေးဖို့ပေးရမယ့်အချိန်ကြီးရောက်လာပြီကစားသမားကလည်းမလွန်တော့ဘူးသူ့လို့သူ professional season အကောင်းဆုံးလုပ်ပြီးသွားပြီโอเคအဲ့တော့ United ပြည်သက်တွေအတွက်ပို့ပြီးတော့ ရင်ကုန်စရာကောင်းတာဘာကြောင့်လဲဆိုတော့ရိုမာနိုရဲ့ဆက်ဆက်သတင်းကြောင့်ပါအဲ့တော့ရိုမာနိုရဲ့နောက်ဆုံးဖော်ပြချက်ထဲမှာဆိုရင်ဒီပတ်ထဲမှာပေါ့နော်မန်ချက်စတာယူနိုက်တက်အသင်းကဗီဒယောဂက်ကိုဆက်သွယ်စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်တဲ့အခုချိန်မှာချယ်ဆီကလည်းယောဂက်နဲ့ငြိမ်နေတယ်လို့အာစနယ်ကလည်းဘန်ဂျမင်ရှက်ကိုအနည်းဆက်ဆုံးအခြေအနေရောက်နေပြီချယ်ဆီကတော့နည်းနည်းတော့ကြောက်ရတယ်ပေါ့နော် ကျွန်တော်တွေလည်းမသိဘူးချက်သီးပြိသက်ဆိုရင်မဲ့ဘာဒီခေါ်မန်းကိုမသိတာအခုမမာဒူစားနေလေသဘောတူညီမှုရသွားပြီထားပါပြောချင်တာဗီဒီယိုကက်ရှ်ကို LMD လက်ခေါ်ပြီးလို့မခေါ်တော့ဘူးကွာဆိုတဲ့ပုံစံမျိုးကဟုတ်ချင်မှာဟုတ်မှာတိုးတော့ United ကတော့တကယ်တိတိဆိုင်စုံစမ်းမေးမြန်းကမ်းလှမ်းမှုတွေလုပ်နေတာနံပါတ်1ရူမာနိုပေါ်ပြတ်ထားတဲ့အချက်နောက်တစ်ချက်လွန်ခဲ့တဲ့တပတ်ပေါ့နော်ကျွန်တော်မျက်စိသွားလုပ်နေတဲ့တပတ်မှာတော့သူကိုယ်တိုင်ပြောခဲ့တာကျွန်တော်ရဲ့ဦးစားပေးရွေးချယ်မဲ့ကလပ်ဒီ Man United Champion League ဝင်ခွင့်ရတာမရတာသူကိုယ်တိုင်လည်းသိတယ်ဒုတိယကတော့ ခြေစည်းတို့သူပြောခဲ့တယ်အဲ့တော့ဒီချက်လက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ adjust လုပ်ကြည့်မယ်ဆိုရင် Fede Jorges ဒီ Manchester United ကိုပြောင်းရွှေ့ခြင်းနေတယ်ခေါ်ယူရမယ်အမောက်ပမာဏကလည်း Matias Cunha အမောက်ပမာဏလောက်ပဲရှိတဲ့အတွက် ဖြစ်သွားနိုင်တယ်ပေါ့နော် Jorges ကဗျာ FFP ညီမသာညီခေါ်ရမယ်တိုက်စစ်ကစားသမားဖြစ်တဲ့အတွက်ကြောင့် Jorges ရဲ့အပြောင်းရွှေ့ရာ Champion League ဝင်ခွင့်ရနေတဲ့အသင်းတွေထက် Manchester United ကိုမြန်ဖြစ်သွားနိုင်မလားရင်ခုန်စရာကောင်းတယ်နော် โอเคအဲ့တော့ကျွန်တော်ဒီနေ့မှာ Man City ရဲ့အပြောင်းအရွှေ့သတင်းတွေရဲ့ Manchester United, Villarreal, Sporting Lisbon တို့ရဲ့ပြဿနာအရှုပ်ထွေးသတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ